န်ဒီပါးနေတယ်ငါဖိုင်ဒီကောင်လာရင်အခုတော့မပြဘူးတော့ကြာပြီတော့ဒါရီလုံးပြစ်လဲပြစ်တော့ဘလို့ပါလဲစရယ်ခဏအော်တန်တန်ကြောင်တွေ့မိနော်မင်းတငယ်ကြီးအောင်မဲဘယ်ထွက်သွားမှာမသိဘူးဒီနေ့တည်းရေမြဖတ်မြရတဲ့အချိန်ကိုခဏအကြောက်တော့ခဏအတက်တူမှာအေးမြေမမာရောဟဲ့โอเคโอเคငါလာခဲ့မယ်ငါလာခဲ့မယ် ဟဲ့ငါနင်းကိုလိုက်ဆန်နေတာအင်းကလည်းဘာဖြစ်ကြကြဟုတ်ပါရဲ့ဟောအင်းကြီးကလည်းစိတ်မချမ်းသာလိုက်တာဘာလဲဘာလဲဖြစ်နေရဒီနေ့ဒီနေ့ရေမြဖတ်မြရယ်ပဲလုပ်တင်တန်းလေးပါလေတက်ဖို့လုပ်ဟာအမေတို့ကလည်းဒီနေ့လာလေဒါပဲပြောနော်အမေပြောတယ်တင်တန်းဒီနေ့ကမတက်ချင်လဲဟောသူများဆိုပေါ့ပေါ့များဖြစ်နေဘာလုပ်တတ်လဲပြောอืมသမီးလေးတယောက်မိုးရထားပါလေ တဏှာလေးပါလေးတက်လုံးစားချီကမလုပ်ဘူးမဟုတ်တာတွေပဲရှောက်လို့တာမိန်းကလေးဖြစ်ပြီးတော့နော်ဒီတကယ်ချင်းနေုံလာခေါ်တာအကောင်းမှန်ကြတာသူကသူတို့မိပါလေးထောက်ပံ့တာငါနေုံအလောက်ဒီမထောက်ပံ့တာအဆက်ရမယ်လို့ကလေးပဲလုံးဖို့စဉ်းစားအောင်အမေအမေဖြစ်ချင်တာကဒီပဲတမီးလက်လောက်လာခဲ့တာလေတခါကလေးလေးတော့အမေတမီးကိုပေးပြီးတော့ညှထားပါဦးလားဘာမှညှမထားနိုင်ဘူးနော်တဏှာလေးပါလေးတက်လုံးစားချီကလုံးတနေ့တနေ့သားရင်မြဖက်ပြရင်အချိန်ပေါ်ပြီဟာတော်ပြီမေအားကိုစီပါစီ မေရောတကယ်ဘယ်တော့မှနားလည်လာမှာမဟုတ်ဘူး။အေးနင်တို့ကြိုက်တာပဲလုံးကြတော့ဟေးမင်းကြီးတယောက်ဖြစ်တာနဲ့ပဲငါရဲ့အင်မက်ကိုကောင်းထဲပို့လို့မရတော့တာဟာ တကယ်တော့နေရငါ့ကိုမိန်းကလေးတယောက်ဖြစ်နေဘူးဆိုပြီးတော့မာတီလမ်းကြောင်းပုံရှောက်တာသူကမယုံကြည်ငါမိသားစုချင်းတွေငါသိပါတယ်ဒီကယ်ရီယာနဲ့ရင်းနှီးပြောင်းနေလိုက်မယ်ဆိုလို့ရှိရင်တစ်ချိန်ချိန်မှာရှုံးမြတ်မရမှောင်မိကစိုးရိမ်နေတာဟာသူ့ရဲ့အချိန်တွေပတ်စံတွေအလဟတာဖြစ်စေတဲ့တဲ့ဘောကွာအဲ့တော့ငါလည်းဘာလို့လို့လို့ရမသိတော့ဘူး 哎嘿,嘿，俺们农你家的，他们农村的都开的多一点啊呗。他们自己家，我们家呢，他们当地我们村里头的，俺们家他们那边的那些老家的，那个米巴呀，都是当地的哦。因为刚才那个公猫子过来露水去，你看嘛呗。他们俺们家二楼呢，又不是人家家里的标准楼的，米巴呀，他们看家的，他们家里头的地板，你般都比较硬。你家这边你现在家里家里没路，你他的哦，你也应该不提出来，修改不了，你出门你都别路了。你给家嘛你要你具呢，门把你呢，慢慢去上一下，好点嘛。买房呢，他你就是买小。